လက်ကဲအီဂရီအမီရာရဲ့ရဲတိုက်စီရောက်သွားတဲ့ယန်နီဖာလည်းစီရီလာရှိနေတဲ့ထင်းနဲ့စောင့်နေကိုဒေါသတကြီးတိုက်ခိုက်ပြီးအခန်းထဲရောက်သွားတဲ့အခါမှာသူ့ကိုယ်သူစီရီလာပါလို့ပြောနေတဲ့မိန်ကလေးတယောက်ကိုတွေ့လိုက်ရတာကြောင့်စိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပါတယ်။မိန်ကလေးရဲ့စကားတွေနားထောင်တော့မှမှုပညာနဲ့မှတ်ညာအစားထိုးခံထားရတဲ့ Vega Ford ရဲ့ season ဆိုတာသိပြီးမိန်ကလေးကိုတခြားမော်ကြောင်းသူတွေစီပြန်ခေါ်သွားဖို့ကန့်လန့်ပေမဲ့မော်လောကကြောင့်ထိခိုက်နာကျင်ခဲ့ရတဲ့မိန်ကလေးကတော့မင်းသမီးတူဖြစ်ပဲဆက်ဟန်ဆောင်မှုရွေးချယ်ခဲ့လိုက်ပါတယ်။ တဖက်မှာလည်းဂေရိုရိုဖွဲ့ရမီးလောင်ဖျက်ဆီးခံထားရတဲ့ရွာပြတ်တစ်ခုမှာနိုင်ရှစ်ဆက်ရမယ့်လမ်းကြောင်းတစ်ခုကစစ်ပွဲကိုဖျက်ရမှာဖြစ်ပြီးနောက်တစ်ခုကယာစကေလို့ခေါ်တဲ့ကြောက်စရာရွှွန်နုံအိုင်တော်ဖြစ်နေတာကြောင့်လမ်းရွေးနေခဲ့ကြပါရီလူဘရီကလည်းနောက်ထပ်ထပ်မတိုက်ခိုက်ချင်တော့တာကြောင့်တပွဲလုံးနဲ့တခြားလမ်းဖြစ်တဲ့ရွှွန်နုံအိုင်တော်ရဲ့အန်နီရီကြောင့်ဆွေးနွေးနေချိန်ဘာစကားမှပြောပဲတယောက်တည်းမိုင်နေတဲ့မိဘကသူ့မှာနေတဲ့ငယ်စစ်သားတွေနဲ့တခါမှားခဲ့မိတဲ့ကြိုးဆက်ကြောင့်ကိုဝင်ရှိနေကြောင်းဖွင့်ပြောလိုက်ပါတယ်တပွဲလုံးကမိသားစုဖြစ်သွားချိန်မို့ဇိုဒန်ကဝမ်းသာအားရထောက်အော်လိုက်ပေမဲ့ မိဘကတော့ဖခင်မရှိတဲ့ကလေးကိုမလိုချင်မှုနဲ့မိခင်စေကြဒရီဟာများနေတာကြောင့်သူ့အတွက်ဘသူစီကားမှအကူအညီချမ်းချမ်းမျိုးပဲခီးဆက်မယ်လို့အပြတ်ပြောလိုက်ပါတယ်။တဖွဲ့လုံးကလည်းမိဘရဲ့ခံစားချက်ကိုထုံမပြောပေမဲ့နားလည်နိုင်ရတာကြောင့်အကြံမပေးတော့ဘဲသူ့အတွက်အဆင်ပြေအောင်မြင်းနဲ့ခီးမဆက်ပဲကုန်းချောင်းသွားရမယ့်ရှုံအိုင်တော်လမ်းကိုပဲရွေးချယ်ကခီးဆက်လာခဲ့ကြပါတယ်။တော်ရဲကိုဝင်လာတာနဲ့ဂေရိုကသူ့ကိုခေါ်နေတဲ့တန်နေကြလို့တခြားလူတွေကိုမေးပေမဲ့ဘသူမှမကြားတဲ့အတွက်ရှေ့ဆက်လာခဲ့ရင်ကေရိုကိုစီရလာနဲ့ပတ်သက်လို့မတ်တဲ့အိမ်မက်တွေကြောင်းမေးလိုက်ပါတယ်။ ။နောက်ပိုင်းမသမျှအိမ်မက်တိုင်းမှာစီရလာဟာသွေးတံတရေရဲနဲ့အမောင်ရည်ဖုံးလွှမ်းထားတဲ့မျက်လုံးတွေနဲ့နတ်ဆိုးတကောင်လိုတိုက်ခိုက်နေတာတွေပဲဖြစ်နေလို့အမောင်တွေးရဲ့ဝါမျိုးမှုခံနေရမှာဆိုရင်ကြောင့်ဂေယူရာကလည်းပြန်ပြောပြလိုက်ပါတယ်။နောက်တော့တဖွဲ့လုံးရဲ့နောက်ဆုံးကလိုက်လာတဲ့မေဘာစီသွားပြီးဘသူမှမကြောက်ကိုဝင်ကိစ္စသူတောင်းဝင်ယူခြင်းကြောင့်ပြောလိုက်တဲ့အခါစင်မကောင်းဖြစ်သွားတဲ့မေဘာလေပုံမှန်လိုဘူးကလန်ပြန်မပြောတော့ဘဲလက်မခံတဲ့အကြောင်းအေးဆေးပြောကခီးဆက်လာခဲ့ကြပါတယ်။မကြခင်မှာပဲရှေးဆုံးကသွားတဲ့ယာပန် ဇိုတန်နဲ့ပါစီဗေရို၃ယောက်ဟာချောင်းတစ်ခုကိုဖျက်ကူးရင်းနဲ့တစ်ခုခုကဆွဲခေါ်သွားတာခံရပြီးပျောက်သွားတာကြောင့်ဂဲရိုတို့လည်းဘာတွေဖြစ်နေမှမသိပဲအော်ခေါ်ရှာဖွေနေခဲ့ကြပေမဲ့တစ်ဖွဲ့လုံးမကြားရဘဲသူတယောက်တည်းကြားနေရတဲ့မိန်ကလေးတယောက်ရဲ့ခေါ်သံကိုပဲထပ်တလဲလဲကြားနေခဲ့ရပါတယ်။အဲဒီအချိန်တစ်ပင်နယ်ပင်တို့ကအတန်းဝင်လှုပ်ရှားလာတာကိုတွေ့လိုက်ရပြီးဂျက်စကီရောလည်းကြောက်လန့်နေခဲ့ပေမဲ့ဂဲရိုကတော့ပျောက်နေတဲ့လူတွေကိုရှာဖို့အတန်းဝင်နေတဲ့နယ်ပင်တစ်ပင်တွေရှိရာထွက်သွားတာကြောင့်တစ်ဖွဲ့လုံးလည်းလိုက်လာခဲ့ကြပါတယ်။တစ်ဖက်မှာလည်းတကိုးဖွဲ့ကကလေးကိုပြန်မေးဆွဲပြီး လာယူမဲ့လူကိုထိုင်ဆောင်ကြရင်ဘိန်းရှူတဲ့လူကရှူပျော်ပါတဲ့လူကပျော်ပါနဲ့နှက်နေကြခြင်းနက်ကလောက်ခံမျိုးသားတို့ရဲ့တက်မှုဟော့စပန်ရောက်လာပြီးပတ်စံတုံးနဲ့ကလေးကိုလဲယူနေခဲ့ပါရင်ဟော့စပန်ကပတ်စံပေးခင်တကိုးဘွဲအတွက်စွန့်ဝင်ထုတ်ဖို့လိုက်ဖမ်းနေသူတွေထဲမှာနာမည်ကြီးကျေးဇာလီယိုပါပါနေကြောင်းသတင်းပေးပြီးလက်တလောမှာအေဂရစ်အမီရာကစင်ထရာမင်းသမီးလေးနဲ့လက်ထပ်ပွဲလုပ်ဖို့ကြေညာထားခြင်းဖြစ်လို့စိတ်ကောင်းဝင်တာကြောင့်သူတို့စစ်တပ်ထဲဝင်မှုထမ်းလာရင်စွန့်ဝင်ထုတ်ထားတာလည်းပယ်ဖျက်မဲ့ပြင်ကျေးဇာတွေလက်ကလည်းလွတ်မယ်လို့ပြောကစီယုံနေခဲ့ပါရင် စီရလာကလည်းသူနဲ့လက်ထပ်တော့မယ်ဆိုတဲ့တဲ့ကြောင့်အံ့ဩသွားပြီးမဖြစ်နိုင်ကြောင်းပြောပေမဲ့ဘာမှမတွေးခေါ်တတ်တဲ့ဟော့စပန်ကတော့သူကမ်းလမ်းမှုကိုညင်းတယ်လို့ထင်ပြီးတော့လီယိုတဲနေတဲ့တဲခိုကန်ကိုပြောပြကသတိထားနေဖို့မှရင်ကလေးနဲ့တူထွက်သွားခဲ့ပါရင်အဲဒီတော့မှစီရလာလည်းတကိုးဘွဲကကလေးကိုပြန်မေးဆွဲပြီးသူ့ရဲ့ဒီကရန်သူရောနက်ဖ်ကစီရောင်းစားနေတာသိသွားပြီးတော့အဖွဲရဲကနေထွက်သွားခဲ့တာကြောင့်မစ္စစ်ဒဲလည်းနောက်ကနေလိုက်ချော်ရင်းနဲ့သူဟာစင်ထရာမင်းသမီးစီရလာအစ်စ်ဆိုတာသိသွားခဲ့ပါရင် စီရဲလာကသူ့မိသားစုကိုဖျက်ဆီးခဲ့တဲ့ရန်တို့အတွက်လှုပ်လှုပ်ပေးနေတဲ့သူတွေနဲ့ဆက်မနေနိုင်အောင်ပြောတဲ့အခါမစ္စစ်ဒေကသူ့ဘွားကလည်းအတူတူပဲဖြစ်ပေမဲ့အတိတ်ကိုမေးထားပြီးလက်ရှိဘွားနဲ့လွတ်လပ်ဆုံးနေနေတာကြောင့်စီရဲလာကိုလည်းဖေကာဖြစ်နေပဲတူဆက်နေဖို့စီယုံနေခဲ့ပါတယ်။ဒါပေမဲ့လည်းစီရဲလာကတော့သူဟာသူ့ရဲ့တိတ်ကစီရဲလာမဟုတ်လို့ရန်တို့အတွက်လှုပ်လှုပ်ပေးမဲ့ဖေကာလည်းမဟုတ်ဘူးလို့ပြန်ပြောရင်းနဲ့အဖွဲကနေထွက်သွားခဲ့ပါပြီ။ရှုံးတော်တွေမှာလည်းဂေရိုရိုဟာအဖွဲမကွဲအောင်ယူဆိုင်နေကြဖို့အချင်းချင်းမှိုင်းနေတဲ့လူမှုတွေကိုရှာနေတော့ ကင်းနှုတ်ထွက်သွားတဲ့ဂေရာဘာထပ်ဖမ်းခံလိုက်ရတဲ့ပြင်ဂျက်စကီရာဘာထပ်ဖမ်းခံလိုက်ရတာကြောင့်သူတို့မှာဂျန်နယ်၃ယောက်နဲ့အတူအသက်ဝင်နေတဲ့နွယ်ပင်လေးရှိအစီဆက်လိုက်လာခဲ့ကြပါတယ်။ဂေရော့ကလည်းသူ့ကိုခေါ်တန်နေပဲဇက်တိုက်ကြားနေရတာကြောင့်သူတယောက်တည်းသွားရင်ဂျန်နယ်လူတွေလုံခြုံမယ်လို့ပြောတဲ့အခါမေဘာကတားနေပြီမဲ့ရစ်ဂျစ်ကတော့လူတယောက်ရဲ့ခွင့်ရေးကိုမတားဘူးလို့ပြောပြီးတယောက်တည်းသွားခွင့်ပေးလိုက်ခါသူတို့နှစ်ယောက်ကလည်းကိုယ်ခွင့်ရင်းနဲ့ကိုယ်ပဲလို့ချင်းချင်းပြောရင်းနောက်ကနေလိုက်လာခဲ့ကြပါတယ်။ကဲတော့လေ၊ကျန်တဲ့လူတွေကိုမထိခိုက်စေပဲ သူ့ကိုလိုချင်လာခေါ်ဖို့ပြောရင်뢰ပင်ရှိရာခေါ်တန်းတော့အကြောက်လက်မရှိဆက်တိုးသွားနေခဲ့ပါတယ်။နက်ဖ်ကမှလည်းသူရဲတိုက်အထိဖောက်ခွင်းတိုက်ခိုက်ခံရတာကြောင့်အမီရောလည်းဓာတ်တချောင်းနဲ့ဒေါသကြီးကျူးလွန်သူကိုရှာဖွေရင်စီရီလာတို့ရဲ့အခန်းစီရောက်လာတဲ့အခါမှာယန်နီဖာဆိုရာတိလာရပြီးတော့သူဖုံးခွေထားတဲ့ဖြစ်မှန်နေတဲ့ဒရင်မပြန့်ခင်အမြန်ချီအားခံရှာဖွေဖို့စကယ်လန့်ကိုအမိန်ပေးလိုက်ပါတယ်။ဘော်ဒင်မိုးဝါကိုဗေဂါဖို့ထိန်းချုပ်ထားတယ်လို့ပဲသိထားတာကြောင့်မိုးဝါကတစ်ဆင့်ယန်နီဖာရောက်လာနိုင်တာအံ့ဩနေပေမဲ့ လေးမလေးကသူ့ကိုဖမ်းထားတာသိရတဲ့ကဲသူရှိတာတော့ပြန်လိုက်မသွားတာတချို့လို့ဖို့လားဆိုတာစစ်ဆေးဖို့ကရေးကြည့်နေတဲ့အတွက်ချင်းချောက်စင်မိလိုက်ပါရင်ကလေးမလေးကလည်းသူငငယ်တဲကမော်ပါရမီပါရဲဆိုပြီးအရီဒူစာရောက်ခဲ့ပေမဲ့ဘာပညာမှမသိရတဲ့အပြင်ဗေဂါဖို့ဒ်ရဲ့နှိပ်စက်တာခံလိုက်ရတာကြောင့်အသိန်းတော်ကိုစိတ်နာနေကြောင်းနဲ့နက်ကမှာတော့သူ့ကိုတူမှန်းသိရတော့မင်းသမီးတစ်ပါးလိုထားပေးရဲ့ဘဝမှာပူကြိုက်တဲ့အတွက်အေဂရစ်အတွက်လုံချွေးပြူနေပြစေလို့အရှောက်ကောင်းပြီးအထောင်းသက်သာသွားခဲ့ပါရင် တစ်ဖက်မှာလည်းဂဲရော့ကနွေပင်နေလိုလိုလန်းရှင်းပေးထားတဲ့လမ်းကြောင်းတိုင်းလိုက်သွားရင်တနေရာရောက်မှာတော့ယန်နီဖာကတေလူဆဲဆဲစီရယ်လာကိုပေးဖက်ပြီးသူ့ကိုဒူရူရှာဖို့အားပေးနေတဲ့မြင်ကွင်းကိုမြင်လိုက်ရလို့အသေးအံပြေးသွားခဲ့ပေမယ့်အနာထီမြောက်ခင်လေးမှာပဲမေဘာရုကအချိန်မီတားဆီးနိုင်ခဲ့ပါတယ်။ဒူတယောက်တဲ့ထင်အောင်ထင်မောင်းမြင်နေရတဲ့ဖြစ်ကြောင်းရှင်းပြရင်လည်းရစ်ချစ်ကဒူရူနေကြဖို့ကြံပေးတာကြောင့်၃ယောက်ဒူရှာဖုံတော်ဖွင့်နေတော့ကျန်တဲ့နှစ်ယောက်ကိုလည်းနွေပင်နေဖမ်းခေါ်သွားတာခံရလိုက်ရပါတယ်။တယောက်တည်းကျန်တော့တဲ့ဂဲရော့လည်းဒဲရင်ဆိုင်မှုအတွက်စိန်ခေါ်လိုက်တဲ့အခါ လူလိုလိုတစ်ပင်လူလိုခလေးတယောက်ပေါ်လာပြီးသူ့အမေကိုလှမ်းခေါ်တော့မှရေထဲကနေလူတစ်ပင်မိန်းမတယောက်ထွက်လာကသူ့တစ်ဖွဲ့လုံးလည်းရေအောက်မှာချုပ်ခံထားရတာတွေ့လာရပါတယ်။ကယ်ရိုလဲပုံစံမြင်တာနဲ့အကြောက်တရားများတဲ့လူတွေကိုဖမ်းဆီးချုံလက်တက်တဲ့လမ်းပြောက်ဝင်းကြီးရူဆဲကားဆိုတာသိသွားပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့သူ့ပဲရင်ဆုံးဖမ်းခံလာရပါတယ်။အဲဒီတော့မှရူဆဲကားရဲ့နီလန်တိုင်းဖြည့်ရှင်းမှုစဉ်းစားပြီးဇကတာမေးဖို့နဲ့အပြင်းမှန်ရင်ဖမ်းထားတဲ့လူတွေပြန်လှုပ်ပေးဖို့ညှိနှိုင်းတဲ့အခါမှာရူဆဲကားကဖခင်တယောက်ရဲ့ဘဝကိုဇကတာဝက်ကဖြေခိုင်းလိုက်ပါတယ်။ အဖြေကိုသိနေပေမဲ့သူ့ဘဝမှာစီရီလာတွက်တာဖခင်ဖြစ်ရမယ်လို့ဆုံးဖြတ်ထားရခဲ့ရောလဲမဖြေဘဲတင်းခံနေတာကြောင့်မြစ်တနွေးထွေးမှုငန့်နေတဲ့ရူဆက်ကလည်းအချိန်ဆွဲနေတဲ့သူ့ကိုအတင်းဖတ်ထားဖို့ကြိုးစားတဲ့အခါသူ့လက်တွေကိုဖြေပြီးရင်လိုချင်တဲ့နွေးထွေးမှုပေးမယ်လို့ကမ်းလှမ်းပြီးလက်တွေပြေးသွားတာနဲ့ဖက်ချောင်ဆောင်ကဓာတ်နဲ့ကလေးကိုပြက်ပေါက်တက်ပြေးလိုက်ပါတယ်ရူဆက်ကလည်းသူ့ကိုပါဖမ်းချုပ်ရေးရဲဆွဲသွင်းပြီးတစ်ပြေအောင်မှာဂဲရော့မြင်ခဲ့တဲ့မြင်ကွင်းတိုင်းတေရော့မဲ့ကလေးတို့ဖခင်ကိုတောင်းတနှစ်သိမ့်နေတာကိုမြင်လိုက်ရတဲ့အတွက်သူ့စိတ်ကိုလျှော့ကစကဒါရဲ့ဖြေတိုင်း ကလေးရဲ့ဖခင်ကသူ့ဘဲလို့အော်ပြောလိုက်တော့မှရူဆယ်ကတားမိလဲရိုးစုပြန်ဖြစ်သွားကသူနဲ့တပွဲလုံးနဲ့ပြန်လွတ်သွားခဲ့ကြပါတယ်။ပြီးတော့မှတပွဲလုံးကိုနားလျောက်သေးစိတ်ရှင်းပြပြီးထွက်လန်းမြန်မရှာနိုင်ရင်နောက်ထပ်ရူဆယ်ကဝိညာဉ်နဲ့ထပ်ပေါ်လာနိုင်ကြောင်းပြောလိုက်တဲ့အခါရစ်ချစ်လည်းဘသူမှမမြင်အောင်လင်းတို့ပုံစံပြောင်းကတပွဲလုံးကိုလမ်းပြခေါ်ဆောင်သွားခဲ့ပါတယ်။ရှွန်းနိုဒိုရီကထွက်လာနိုင်တဲ့အခါဇိုတန်ကဂဲရော့ဒွတ်သူ့လက်ရာအကောင်းဆုံးဓာတ်ချောင်းလက်ဆောင်ပေးပြီးပါစီဗေကဓာဝတ်မှာမှတ်တရစာရေးထိုးပေးကတက်တလုံးကင်သွားဖို့ပြောလိုက်ကြပါတယ်။ အရီတူဇာစစ်ပွဲမှာဗီဂါဖုတ်ကိုရှုံးနေတော့ကဂေရိုရဲ့လက်ဆွဲတော်ဒါလည်းကျိုးပဲ့ပြစီသွားကြတာပါဒါကိုသိလို့လက်ဆောင်ပေးတဲ့အတွက်ဂေရိုလက်လေးစားလက်ခံလာချိန်ဂျာပန်ကသူ့ရဲ့ဇာတိမဟာပန်စီပြန်တော့မှမို့တပွဲလုံးကိုနှုတ်ဆက်စကားပြောလိုက်ပါတယ်အရင်ချိန်တွေကဂေရော့စီရယ်လာယန်နီဖာဂျက်စကီရာရုနဲ့ခီးတွေတူထွက်ခဲ့ကြပြီးကူမီသားစုရှာဘုံတော်ခီးမှလိုက်လာခဲ့ရတာလေသူ့အတွက်ပျော်ရွှင်စိတ်လုံရှားစရာကောင်းခဲ့ပေမဲ့ရှုံတော့မှဖန်းခံရတဲ့ချိန်ခံစားရတဲ့ခံစားမှုမျိုးတစ်ခါမှမဖြစ်ခဲ့ပါဘူး အဲ့ဒါဘာလဲဆိုတော့တေရောမလို့ဖြစ်နေတဲ့ချိန်မှာကိုကိုချစ်တဲ့လူတွေအတွက်ဘာမှပြန်မပေးဆက်ရသေးပဲကွက်တာနောက်ပဲချိန်ပေးလိုက်နေကြတာပါဒါကြောင့်မဟာကံမှာသူ့ကိုလက်ထက်ချင်တဲ့မျိုးသမီးတယောက်ရှိနေတာကြောင့်ချစ်တဲ့သူအတွက်လက်ချက်သက်တမ်းကိုပြန်ပေးဆက်ဖို့သူပြန်တော့မယ်ကြောင်းပြောပြီးကယ်ရိုလဲမိသားစုကိုဂျိန်းနေပြန်တွေ့မှသူယုံကြည်ကြောင်းပြောလိုက်ပါတယ်ဇိုတန်ကတော့မဟာကံမှာထက်ကယ်ရိုအတွက်ခရီးဆက်လိုက်မယ်လို့ဆုံးဖြတ်ပြီးပါစီကတော့ဇိုတန်နဲ့အတူပြန်လိုက်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက်တပွဲလုံးလဲလူမှုနှစ်ယောက်ကိုနှုတ်ဆက်ကကြံနေခဲ့ပါတယ် ဂျပန်ပြောတဲ့စကားတွေကိုကြားပြီးမေဘာလေသူ့ရဲ့ကိုယ်ဝန်ကိုဖျက်ချဖို့ဆောင်ထားတဲ့ဆေးပလင်းကိုမသုံးတော့ဘူးဆုံးဖြတ်ချက်ချလိုက်တာဂဲရော့ကသတိထားမိသွားတာကြောင့်ညရောက်တဲ့အခါအကုန်လုံးမသိအောင်နှစ်ယောက်ထဲထိုင်ရင်အားပေးစကားပြောပေးလိုက်ပါရီမေဘာကလည်းသူ့ရဲ့တိတ်ကတိုက်ခိုက်တပ်ဖြတ်ခဲမှုတွေပြောင်းလဲပြစ်ဖို့သူ့ကိုယ်သူမာရီယာလို့နာမည်သစ်ပေးကကလေးတွေကကောင်းကောင်းရှင်သန်မှုဆုံးဖြတ်ထားကြောင်းပြန်ပြောရင်အပြန်အလှန်တယောက်ဘဝအကြောင်းတယောက်စကားတွေကြားပြီးပြောပြခဲ့ကြပါရီစကားဝမ်းပြီးဆုံးလို့ဂဲရော့ပြန်ထွက်လာတဲ့အခါမောဝါတို့ခုပွင့်လာပြီးယန်နီဖာရောက်လာတာကြောင့် အိမ်မက်လို့ထင်မိတဲ့အထိဝမ်းသာသွားခဲ့ပါတယ်။ဒါပေမဲ့လည်းယန်နီဖာရဲ့ပုံစံကဆုတ်ပြတ်နေလို့အကြောင်းကျိုးမေးကြည့်တော့မှဗဲဂါဖို့နဲ့စစ်ပွဲအကြောင်းပြင်အမီရာစီမှာရှိနေတာစီရီလာတူမန်သိခဲ့ရပြီးတကယ်ရန်သူတော်ကြီးကလွတ်သွားတဲ့အတွက်စီရီလာကိုအရင်ဆုံးရှာနိုင်မှာဖြစ်မယ်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။နောက်တော့သူ့ရဲ့ဒဲလီရဲမှာမှော်ပညာနဲ့ရေချိုးစလုံးအိယာအကောင်စားတွေဖန်ဆင်းပြီးကွဲခွာခဲ့ရသမျှလွမ်းနဲ့အတိုးချချစ်တင်တော့ရင်တညတာအနားယူလိုက်ကြပါတယ်။နောက်နေ့ရောက်လာတဲ့အခါမှာတော့ဂေရော့ကစီရီလာကိုသူများတွေမတွေ့ခင်ရှာရမှာမို့ ယန်နီဖာကဗေဂါဖို့ဒ်ကိုလာရှာပြီးအာယုံလွဲအောင်လှုပ်ထားဖို့သဘောတူခဲ့ကြပေမယ့်သူမိုဒီကာဗိုကိုမပြောင်းရင်သေးကြောင်းပြောတဲ့အခါကြံနေတဲ့သင်းတော်မော်ဆီယာတွေအတွက်တက်စီရာလိုမျိုးအားပေးနိုင်ဖို့ပြန်နေကြောင်းဂေရော့ဖ်ကနားချနေခဲ့ပါတယ်။အဲဒီချိန်နက်ဖ်ကမှလည်းအမီရာကသူနဲ့လက်ထက်မဲ့ဆီရဲလာဟာအတုဆိုတဲ့သတင်းတွေပြန့်နှံ့နေတာကြောင့်စကယ်လန်တစ္ဆာဖောက်တာတီသွားပြီးတော့တက်ပစ်ဖို့လုပ်နေချိန်ကြောက်လန့်နေတဲ့စကယ်လန်လည်းသူ့ကိုမတက်အောင်သူ့တီထားတဲ့လှုပ်ရွက်ချက်တစ်ခုနဲ့မျှားလိုက်ပါတယ်။ဒန်နိုင်လာဟောကင်းရာစီရလာရဲ့စွာကိုလက်ခံနိုင်မဲ့ကံကြမ္မာပိုင်ရှင်ဟာတယောက်ပဲရှိရမှာဖြစ်ပြီ အဲ့လိုဟာသူကိုယ်တိုင်ဖြစ်အောင်အမေရာကစ조사နေခဲ့ရမယ်တကယ်ကန်ဂျမာစစ်ကဂေရော့ဖြစ်နေတာပါပဲအမေရာရဲ့အကြံပေးမော်ဆရာလဲစကယ်လန်ပြောတာတွေကိုသဘောပေါက်သွားပြီးတော့ဂေရော့ကိုရှင်းပြမှာသူတို့လူချင်းတာရနိုင်မယ်အကြောင်းပြောတဲ့အခါအမေရာလဲစကယ်လန်ရဲ့ပြစ်တီချေဖို့ဂေရော့ကိုရှင်းပြဖို့အမိန့်ပေးလိုက်ပါတယ်တပတ်မှလဲယန်နီဖာကအဖွဲသားတွေကိုအကြောင်းဆုံးရှင်းပြပြီးစီဗယ်လော့ကိုအမြန်ဆုံးရှာဖို့ပြောရင်သူကတော့မိုနီကာဗိုကဂျန်နဲ့မော်ဆရာတွေနဲ့အတူဗေဂါဖို့ကိုလိုက်ရှာတိုက်ခိုက်ဖို့ပြန်သွားရမယ်အကြောင်းပြောနေခဲ့ပါတယ် တဖွဲ့လုံးလဲယန်နီဖောက်ကိုနှုတ်ဆက်လာရပြီးဂေရော့နဲ့နှစ်ယောက်ထဲနှုတ်ဆက်ဖို့ထားခဲ့ကထွက်သွားကြတဲ့အခါမှာချစ်သူနှစ်ယောက်လဲတညတာချစ်လိုက်နှုတ်ဆက်လိုက်ကြပွားကနေသမီးလေးစီရီလာနဲ့အတူတသက်တာအိုမင်းသွားကြဖို့အားတင်းနှုတ်ဆက်လမ်းခွဲခဲ့ကြပါတယ်။အဲဒီချိန်စီရီလာကတော့သကိုးဖွဲကနှုတ်ထွက်လာတာနဲ့သူမားအတွက်ပြန်ပြင်ဆင်ဖို့တမ်မူဟော့စပန်ရဲ့နောက်ကိုလိုက်တိုက်ခတ်ရင်ခြေောက်ကိုရိုက်ချိုးပြီးကလေးကိုကယ်တင်မိကထွက်သွားဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့ဟော့စပန်ကသူ့ကိုမထားခဲ့ပဲကယ်ပေးဖို့တောင်းမှန်ကား တကိုးဖွဲ့တွေကိုလီယိုရဲ့အကြောင်းကိုပြောခဲ့တာဟာသတိပေးတာမျိုးပဲထောင်ချောက်ဆင်ခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါရီစီရယ်လာလည်းစိတ်မပြတ်သားနေတာကြောင့်တေချာမေးကြည့်တော့မှလီယိုကတကိုးတပွဲလုံးကိုနှိမ့်ဆက်တက်ဖြတ်ဖို့စောင့်နေခဲ့တယ်ဆိုတာသိလိုက်ရပြီးဟော့စပန်ကိုမကယ်ပဲထားခဲ့ကတကိုးဖွဲ့စီမြင်းကိုဒုံဆိုင်ထွက်လာရင်အပိုင်းခွနဲ့ပြီးဆုံးသွားခဲ့ပါရီဂဲရိုရိုးဖွဲ့ဟာဂျန်နီဖာနဲ့နောက်တစ်ခေါက်လမ်းမခွဲခင်စီရယ်လာနဲ့ဖေဂါဖို့ဒ်ကိုတယောက်စီခွဲရှာကြဖို့ဆုံးဖြတ်ခဲ့ကြတာကြောင့် အတော်ဆုံးမှာဆိုရဲမော်ဆရာတွေတောင်အရီဒူဇာစစ်ပွဲပြီးတဲ့ကမော်တက်တွေနဲ့ရှာမရတဲ့စီရီလောက်ကိုရှာဖို့တပွဲလုံးကောင်းစားခဲ့ကြရပါတယ်။ရစ်ဂျစ်ကလည်းမြစ်တစ်ဖက်ကမ်းမှာတီးတက်နေတတ်တဲ့ကေဒူဖုန်ကြီးတွေရဲ့တရီကန်ရိုးရာမော်တက်နဲ့အကူအညီတောင်းရှာခိုင်းကြည့်ဖို့အကြံပေးတဲ့အခါရွေးစရာလမ်းမရှိတော့တဲ့အချိန်ရလာတဲ့တခုရဲသောဂျန်ကိုလက်ခံလာကြပြီးခီးဆက်လာခဲ့ကြပါတယ်။မေဘာနဲ့ကေယူရာတို့ကအရင်ဆုံးလမ်းကြောင်းရှာကင်းထောက်ဖို့အတွက်လူခွဲထွက်သွားတာကြောင့်ဂျန်နဲ့လူတွေလည်းမြေကမ်းတစ်လျှောက်ဖြတ်ကူးကရုတ်ရှာရင်လျှောင်းတစ်စင်းတွေ့လို့ဝမ်းသာနေတော့ ဂဟီရာကပုန်းနေတဲ့လေသမားနှစ်ယောက်ကိုဂုတ်ကနေဆွဲခေါ်လာတာတွေ့လာရပါတယ်။နက်ကဖက်ချန်းကိုတွားရမှာမို့လေသမားတွေကမလိုက်နိုင်ဘူးလို့ညင်းနေတာကြောင့်ဂဲရိုလေသူတို့ဘာသာလှေယူသွားမယ်လို့ပြောတော့မှလှေဆုံးမှဆိုပြီးလိုက်ပို့ခဲ့ကြပါတယ်။မြစ်လေလောက်ရောက်တဲ့အခါနက်ကစစ်သားတွေလိုက်လို့ထွက်ပြေးလာရတဲ့ရေဗီယာတိုင်းပြည်စစ်သားတွေဟာသူတို့လေကိုအပိုင်စီးဖို့အတင်းဆွဲယူနေကြတာကြောင့်လေသမားတယောက်လည်းကြောက်ကြောက်လန့်လန့်နဲ့ကြိုးတွေဖြတ်ချလိုက်တဲ့အခါစစ်သားတွေကသူတို့ကိုတရှိုးဖြစ်ဆွဆွဲပြီးမျောရည်နဲ့ပြစ်နေတဲ့အတွက်မြေကြောင်းတိုင်းလော်ထွက်လာခဲ့ကြပါတယ် ကယ်ရိုရီရဲ့သမောင်းယောက်ဟာယာစုနှစ်တည်ကြတဲ့အထိကလေးတွေအတွက်စိတ်ဝင်စားနားထောင်ခဲ့ရတဲ့ဒန်နာတစ်ခုဖြစ် Gypsy Police Drive ဘောကနှစ်ပေါင်းများစွာအခန်းဆက်နဲ့အမြဲပြောပြနေခဲ့ပါရယ်ပထမဆုံးသူပြောပြတဲ့ကလေးတွေကနီမူအဲဆိုတဲ့ကလေးမလေးတယောက်ကငငယ်တဲကပုံမြင်နားထောင်တိုင်းသူ့ကိုယ်သူစီဗီလာနဲ့ကန်ဂျမာဆက်ဆက်နေတယ်လို့ခံစားမိနေခဲ့ပြီးပုံမြင်ကလည်းနီမူရဲ့အရွယ်ရောက်တဲ့အထိနောက်ထပ်မျိုးဆက်တဲ့ကလေးတွေကိုပြောပြလို့မဆုံးသေးပါဘူးနီမူရဲ့ဟာအရွယ်ရောက်ခဲ့ပေမဲ့သူ့ရဲ့ခံစားချက်ကိုလက်မလွတ်နိုင်သေးတာကြောင့် ကလေးဝင်နယ်ရောပြီးဂေရိုရဲ့ဖွဲ့ဆက်ကြောင်းကိုဆက်နားထောင်နေခဲ့ပါရင်မြေကျောင်းတိုင်းစုံစင်းလာခဲ့ကြရင်ဘေးနှစ်ဖက်မှာကြောက်တောင်တွေပဲရှိနေလို့ကက်ဆီယာကမ်းမရှိပဲရှေ့ဆက်လုံနေကြရင်တစ်ဖက်ကြောက်ဆောင်ဘောကမြားနဲ့ပြည့်နေတဲ့နက်ဖ်ကစစ်သားတွေကြောင့်ရှေတိုးမြနောက်ဆုံးမြအကြက်ရိုက်နေချိန်မေဘာပေါ်လာပြီးနက်ဖ်ကတွေကိုအပြတ်တိုက်ခိုက်ကဲတင်လိုက်ပါရင်ပြီးတော့မှကြောက်ဆောင်ဘောကနေရေထဲခုန်ဆင်းပြီးလှေပေါ်ပြန်ရောက်တဲ့အခါသူကင်းထုတ်သွားခဲ့တဲ့နေရာတွေအစင်ပြေကြောင်းရှင်းပြကကမ်းတွေ့တာနဲ့ဂုံးပေါ်တက်ကြဖို့သဘောတူလိုက်ကြပါရင် နက်ဖ်ကရီမြားချက်ကြောင့်လှေသမားတယောက်သေခဲ့တဲ့ပြင်ရစ်ဂျစ်ကမြားမှန်ခဲ့ပေမဲ့ဗန်ပါယာတကောင်အတွက်ဘာမှမထူကြောင်ပြောလိုက်မိတာကြောင့်ဂျန်နဲ့လှေသမားတယောက်လည်းကြောက်လန့်တကြားလှေပေါ်ကခုံစင်းထွက်ပြေးသွားခဲ့တဲ့အတွက်သူတို့ပဲလေကိုဆက်ထင်းကြောင်းလာခဲ့ကြပါတယ်မိုဒီဂါဗိုမှလည်းဖီလီပါတို့ဖွဲ့ဟာကြာဆုံးခဲ့တဲ့မော်ဆီယာရီနဲ့ဗက်စီမီရာတို့ကိုတကြိုးပို့ပြင်ဆင်နေတော့ယန်နီဖာရောက်လာပြီးသူ့ရဲ့ယုံကြည်မှုလွန်ကဲမှုကြောင့်မိတ်ဆွေတွေတေဆုံးခဲ့ရတာနောင်တရကြောင်းနဲ့အဓိကတာဝန်ဖြစ်တဲ့ဗေဂါဖုတ်လွတ်နေသေးတာကိုဖြေရှင်းရမယ်ကြောင်းပြောလိုက်ပါတယ် ဖီလဘော်ကလည်းအပြေးအဝမဟုတ်ပေမဲ့လည်းသူတို့ရဲ့အောင်မြင်မှုဟာအထောက်အကူဖြစ်ကြောင်းအော်ဘီစကားပြန်ပြောလာပြီးစီရလာအကြောင်းမေးတဲ့အခါမှာအကြောင်းစုံရှင်းပြကသူကိုယ်တိုင်ပဲရအောင်ရှာမယ်လို့ပြန်ပြောပြလိုက်ပါတယ်။ယန်နီဖာလည်းသူတို့တွေတစ်ချိန်ကဘလို့ပဲရန်သူတွေဖြစ်ခဲ့ကြပေမဲ့အရေးကြုံလာတဲ့အခါအချင်းချင်းယုံကြည်ပြီးဘုံရန်သူကိုအတူတူတိုက်ခိုက်နိုင်ခဲ့ကြတဲ့အဓိကအကြောင်းရင်းဟာယုံကြည်စည်းလုံးမှုကြောင့်ပဲဆိုတာကိုရှင်းပြကတချိန်လုံးကလိုတကွဲတပြားဖြစ်နေတယ်လို့မျိုးမဟုတ်တဲ့အရီဒူဇာကိုပြန်တီဆောက်ကြဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ပဲတိုက်ပွဲပြီးသွားလို့ပြန်သွားတဲ့မော်ဆရာရင်းနဲ့ ကြာဆုံးသွားတဲ့သူတွေအတွက်ဆူတောင်းမှုကျန်နေတဲ့သူတို့6ယောက်အတူအစည်းအဝေးတစ်ခုလုပ်ခဲ့ကြပါတယ်။ Jennifer, Mary Ghost, Sabrina, Philippa, Francila နဲ့ Francesca တို့ဟာသူတို့ရဲ့တိတ်ကသွေးကွဲမှုတွေအကုန်ခွာချပြီးပေါ်လောကနဲ့မွေးဆက်ခံမဲ့တင်းနှန်းသူကလေးတွေအတွက်အရေဒူဇာကိုပြန်တီးဆောက်ဖို့သဘောတူကြကတယောက်နဲ့တယောက်လည်းတန်တရားမရှိအမုန်းတရားမရှိတဲ့တင်းတော်ကြီးကိုပြန်အကောင်ထည့်ပေါ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တစ်ဖက်မှာလည်းတကိုးဖွဲကထောင်ချောင်းမှန်းမသိပဲလီယိုတဲနေတဲ့တဲခိုကန်ရှိရာမျိုးစီရောက်လာခဲ့ခြင်း အဖွဲ့တွေကနေထွက်သွားတဲ့ serial log ကတော့ဥပစ်ကမပြူထားနိုင်ခဲ့တာကြောင့်တစ်ဖွဲ့လုံးစီချိန်ပြီးတားနိုင်ဖို့မြင်းကိုဒုံးဆိုင်လာနေခဲ့ပါတယ်။ Gero တို့ဖွဲ့ကလည်းမြေကြောင်းတိုင်းစုံစင်းလာရင်ကမ်းတွေးလို့ကတ်မယ်လုပ်တဲ့အခါ Revia စစ်သားတွေကလည်းရှိနေတာကြောင့်ပြည်ထနာကိုဝဝေးရှောင်မှုဆက်လော်ခတ်လာခဲ့ကြပါတယ်။ရှေ့တော်ဝဝေးရောက်တဲ့အခါအဆောင်နေပြင်းနဲ့တရားစင်းကိုတွေ့လာရပြီးမြေကြောင်းကလည်းပင်လယ်ဝါနာအထိကတ်လာတာကြောင့်သူတို့မှလည်း serial log ကိုရှာဖို့အချိန်ကအတော်နှောင်းနေပြီမို့အန်ရီကိုထိတ်တဲ့ရင်ဆိုင်တွေးဖို့ဆုံးဖြတ်ကဒရားနာမှာကမ်းကပ်ဖို့သဘောတူလိုက်ကြပါတယ်။ ရဏာရောက်လို့လေကကန်းတင်နေချိန်အဆောင်တွေကဒရဂျန်ကိုတိုက်ခိုက်နေကြတာကြောင့်အမြန်ပြေးစင်းညာပြီးတရောင်းဝင်ပုံးဖို့လုံနေတော့မှမေဘာကကိုဝင်ပြက်ကြကသွေးထွက်လွန်နေတာတွေ့လာကြရပါတယ်။အဲဒီချိန်ဒရာဘော့ကစစ်သားတွေကလည်း NAV ကတက်တွေလာတိုက်ခိုက်ကြတာကြောင့်အချင်းချင်းစစ်ပွဲတွေဖြစ်နေတဲ့အတွက်သရုပ်ဖွယ်လေတစ်ခုခုလုံးဖို့အမြန်ဆုံးကြံထုတ်နေခဲ့ကြပါတယ်။တကယ်လို့ဒရာကူသာ NAV ကတွေတိမ့်နိုင်ခဲ့ရင်သရုပ်အတွက်လန်ခီပိုကြက်နေမှာစိုးရိမ်နေတဲ့အတွက် Rivia ဘက်ကပဲတက်နိုင်ဆုံးကာတိုက်ကြဖို့ဆုံးဖြတ်က မိဘကိုတော့ rigid ကဆေးကူကြံခဲ့ပြီးကြံတဲ့သူတွေကတရားပေါ်တက်လာခဲ့ကြပါတယ်။သူတို့အပေါ်ရောက်တဲ့အခါအင်အားမမျှလို့ထွက်ပြေးဖို့ပြင်ဆင်နေတဲ့တပ်သားတွေကို Navgat တံမူတောင်းဝင်ယူခဲ့ပြီးတဲ့ Gayura ကသွေးကြွအောင်လှုံ့ဆော်စကားတွေပြောရင် Jeskira ကပါသူကျွမ်းကျင်တဲ့စကလုံးလှလှလေးတွေနဲ့တရားဟောလိုက်တာကြောင့်တပ်သားတွေလည်းပြန်ခုခံတိုက်ခိုက်ကြဖို့အခြေအနေဖြစ်သွားခဲ့ရပါတယ်။အဲဒီတော့မှ Gayura ကအိုးဆောင်ပြီး Navgat တွေကိုရှေ့ဆုံးကတိုက်ခိုက်နေတဲ့အတွက်တပ်သားတွေလည်းစွမ်းကုန်ကာကွယ်တိုက်ခိုက်နေခဲ့ကြချိန် Navgat ဘက်ကနောက်ထပ်စစ်ကူတွေကပါထပ်ရောက်လာတာတွေ့လာရပါတယ်။ ဇိုတန်နဲ့အငြိမ်းမနေနိုင်တော့ပဲစစ်ကူတွေနားထိမရောက်နိုင်အောင်တေလုံးတွေဖြတ်ချတားဆီးလိုက်တာကြောင့်စစ်ကူတပ်တွေလည်းနောက်ကျောင်းပြန်လှည့်ပြေးသွားပြီးအောင်မွေးတခုရရှိခဲ့ကြပါတယ်။ဒါပေမဲ့တရားနောက်တစ်ဖက်ကနေမိစာကြီးတကောင်နဲ့အတူနက်ဖ်ကတွေထက်ရောက်လာတဲ့အခါမှာတော့ဂေရိုလေးဝှစ်ချစင်းရဲ့ဒဗလင်မော့ပြီးမိစာရှင်းမှုလုပ်ခဲ့ရပါတယ်။ဂေရိုနဲ့တပ်သားတွေကလည်းကူညီတိုက်ခိုက်နေကြတာကြောင့်အခြေအနေမှန်နဲ့နက်ဖ်ကတွေလည်းတရားကိုမီးရှို့ခဲ့ကြပါတယ်။ဂေရိုလေးမိစာကြီးကိုနိုင်တိုက်ပြီးချိန်သူတို့လမ်းမှာတားဆီးနေတဲ့တပ်သားတွေရောက်လာတဲ့အခါမှာရေဗီယာဘီယင်မာရဲ့တပ်ဖြစ်နေတာသိလာရပြီး သူ့ရဲ့မော်ပညာနဲ့ပဲမီလန်ရောင်းကိုရှင်းပေးလိုက်ပါရီမွန်တီကာဗိုမှာလည်းသူ့ရဲ့ဆုံးဖြတ်ချက်အတွက်နဲ့အရီတူဇာမော်မျိုးဆက်ကိုပြန်တည်ဆောင်မယ်တခြားလူတွေထပ်မတိကိုက်စေခြင်းနဲ့ယန်နီဖာဟာသူတယောက်တည်းပဲဗေဂါဖို့နောက်ကိုခြေရာခံလိုက်သွားဖို့ဆုံးဖြတ်ပြီးဗက်စီမီရာတိုက်ခိုက်ခဲ့တဲ့တမျောင်းကိုယူကမယ်ရီ60သွေးခြေရာခံမော်ပညာနဲ့ဘဝတစ်ခုဖွင့်ပေးဖို့ရှင်းပြကူညီတောင်းလိုက်ပါရီမယ်ရီ60ကလည်းဗေဂါဖို့ရဲ့နည်းမြေစတက်ကရဲတိုက်တဲ့တယောက်တည်းသွားတိုက်ခိုက်ဖို့ဆိုတော့မလွယ်တာကြောင့်အမျိုးမျိုးတားဆီးနေပေမဲ့ယန်နီဖာကိုတော့ဘယ်တော့မှမတားလို့မရခဲ့ပါဘူး ဒါကြောင့်ဓမြောင်ကသွေးနဲ့မော်ကာရာတစ်ခုစီရင်ပြီးမောဝါတစ်ခုဖွင့်ပေးလိုက်ရတဲ့အခါယန်နီဖာလည်းသူသားပြန်မလာနိုင်ရင်ကျန်တဲ့သူတွေကပူပေါင်းကအရီတူစာမော်မျိုးဆက်ကိုမဖြစ်ဖြစ်တဲ့အနေနဲ့ပြန်တီးဆောက်ဖို့မာရင်းနဲ့မောဝါတွေဝင်သွားခဲ့ပါတယ်။မောဝါတကဟာနောက်ရောက်ပင်လယ်တစ်ခုရဲ့ရေပြင်ပေါ်မှာပွင့်သွားပြီးကျောက်ဆောင်ထိပ်ဖျားမှာတော့ရဲတပ်ကြီးတစ်ခုရှိနေတာတွေ့လာရပါတယ်။အထဲမှာတော့ဗေဂါဖို့ဒ်ကမော်ဒီဂါဗိုစစ်ပွဲမှာအသက်ရှင်ကျန်ခဲ့တဲ့မော်ဆရာ၃ယောက်ကိုခေါ်တွေ့ပြီးသူတို့ရှုံးခဲ့တဲ့ပွဲမှာအသက်ရှင်နေသူတွေဟာတစ်ဆာမရှိတဲ့သူရဲဘောကြောင်နေသူတွေပဲလို့ပြောရင်း သုံးယောက်လုံးကိုတက်ဖြစ်ကသူရဲ့ကိုပိုင်မော်မတ်စိတ်အင်္ဂါစိတ်ပိုင်းတွေကိုဇိမ်းမင်းတပြေဖြတ်ယူလိုက်ပါတယ်။ဘေဂါဖို့ဒ်ကသူ့နောက်ကိုယန်နီဖာကရေစုံမြေစုံလိုက်လာမှာကိုသိနေတဲ့အတွက်သူ့ရဲ့မော်စွားတွေတို့အောင်မျိုးမျိုးကြမ်းစီနေခဲ့ရဆိုပြီးစတိုင်မော့ပုံမြင်ပြောပြတာကိုတခမ်းရက်လိုက်ချင်းကလေးတွေလည်းထပြန်သွားခဲ့ကြပြီမြေနီမူဝဲနဲ့ကလေးတယောက်ကမပြန်သေးပဲကြံနေခဲ့ပါတယ်။နီမူဝဲကလည်းသူနဲ့စီရလာရဲ့ကင်ဂျမာဆက်ဆက်မှုကိုရှာဖွေဖို့အရီဒူဇာမှာပညာသွားတင်တော့မယ်လို့ပြောတဲ့အခါစတိုင်မော့လည်းနှစ်တည်ကြပြီးမှအရီဒူဇာပြန်ဖွင့်နေဆိုတာကိုအံ့ဩသွားပြီး ူ့ရဲ့ဘုံမြင်ပြောတဲ့အလုပ်ကိုရန်နာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့် Jessica ရဲ့ယာစုနှစ်ဝက်စာကဗျာဒယာရီစာအုပ်ကြီးကိုနေမွဲကိုလက်ဆောင်ပေးခဲ့ပြီးထွက်သွားဖို့လုပ်တဲ့အခါကျန်နေတဲ့ကလေးလေးက Gero ရဲ့ဘီမာ map ကိုကယ်ခဲ့ပေမဲ့ Serial ကြောင့်ဘာဆက်ဖြစ်သွားလဲလို့မေးလိုက်တာကြောင့်နေမွဲကပါပုံဆက်ပြောပြဖို့တာဝန်ယူလိုက်ရပါတယ်။ Serial ဟာဒုက္ခနာတာခိုလုံငင်းရခဲ့တဲ့တကိုးဖွဲ့ကိုဥပိ္ပခါမပြူပဲပြန်လှည့်လာနေခြင်းတဖွဲ့လုံးကတော့လီယိုနဲ့ထိတ်တိုက်တွေ့ပြီးသူတို့ကိုသူတို့အထေကြီးကပြတ်တိုက်ခိုက်ဖို့မိုက်ကြီးခွဲနေခဲ့ကြပါတယ် လီယိုလေးအေးဆေးလေးပဲအောက်ဆင်းလာပြီးလူရဲကြီးတော့မှဖဲကာကြံနေခဲ့တာတိသွားကမေးပေမဲ့တပွဲလုံးကတိုက်ခိုက်ဖို့ပဲအားသာနေတာကြောင့်ညမနေတော့ပဲစတိုက်ခိုက်လိုက်ပါရယ်။တကိုးဖွဲလည်းဖွဲရဲ့စီလုံးမှုဉာဏ်ပညာနဲ့ခိုးဆိုးလူရဲနေကြတာဖြစ်ပြီးအတိုက်ခိုက်ကျွမ်းကျင်တဲ့သူတယောက်မှမရှိတာကြောင့်ဝစ်ချာရီကိုတော့မဲလိုက်နေတဲ့လီယိုအတွက်ချွေးတော်မထော်ပဲအသာရလေးတယောက်ချင်းစီဘဝကူးပေးနေခဲ့ပါရယ်။ဗိန်းသမားကောင်မလေးအရင်ဆုံးဘဝကူးသွားတာကြောင့်ကြံတဲ့လူတွေလည်းလေကြီးလေကြယ်တွေမပြောရတော့ပဲအစွမ်းကိုစူးစမ်းတိုက်ခိုက်ပေမဲ့လေလီယိုရဲ့ဓာကြောင်မှအသက်ပြောက်ွယ်သွားခဲ့ကြရပါရယ်။ နောက်ဆုံးကြံခဲ့တဲ့ Mrs. Dale လည်းလီယိုရဲ့ဓာတ်နဲ့ခုတ်တာခံရပြီးလဲကျသွားခြင်း။ဖေဂါရဲ့ကြောင်တင်းမင်းနေခဲ့ပေမဲ့ဘာမှမပြောတာကြောင့်စိတ်တုန်နေတော့ဖေဂါတဖြစ်လဲစီရယ်လာရောက်လာခဲ့ပါတယ်။အလားကောင်းပေမဲ့အခါနောက်ဆိုသလို Mrs. Dale ကလွဲရင်တစ်ဖွဲလုံးအသက်ပြောက်သွားခဲ့ပြီးမို့ဒေါသထွက်သွားတဲ့စီရယ်လာလည်းတကယ်ကြေးစားတယောက်လိုအပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။လီယိုလည်းကြံတဲ့လူတွေလိုထင်ပြီးအေးဆေးပြန်တိုက်ခိုက်နေပေမဲ့ကာမွန်မှာဝှစ်ချတိုက်ခိုက်နေပြီးတင်းခဲ့ရတဲ့စီရယ်လာရဲ့ဓာတ်အေးကိုမြင်လိုက်ရကသတိမလိုအောင်ပြန်ထိန်းထားနိုင်ခဲ့ပါတယ်။ ဇီရလာဘလိုပဲတိုက်ခိုက်ကျွမ်းကျင်နေပါစေကျေးစားလောကမှာဝါရင့်နေတဲ့လီယိုကိုတော့မရှင်းနိုင်တော့ပဲအထိုးချိတ်ခံရပြီးတတိလက်သွားခဲ့ရပါတယ်တဖက်မှာလည်းရေဗီယာစစ်တပ်ရဲ့ဈေးဆရာကမေဘရဲ့ခြေနေကိုကူးတာပေးနေပြီးအနားယူလိုက်ရင်ကောင်းသွားမယ်ကြောင်းစိတ်ပူနေတဲ့ဂေရိုကိုပြောပြနေခဲ့ပါတယ်ဂေရိုတို့ဖွဲ့ဟာသူတို့လန်ခီးအစဉ်ပြေဖို့ဝင်ကူညီခဲ့တာဖြစ်ပေမဲ့သူတို့ကူညီခဲ့တာမြောက်ပိုင်းကဘယ်တိုင်းပြည်မှန်မသိတာကြောင့်ဈေးဆရာကိုမေးကြည့်တော့မှသူ့ရဲ့မွေးရစာတီဖြစ်နေတာကိုသိလာရပါတယ်ရေဗီယာကိုသူပြန်မရောက်ခဲ့တဲ့နှစ်တည်းဟာသူ့တပ်တန်းတစ်ခုလုံးလို့ပြောမရတော့အောင်ဖြစ်ခဲ့တာကြောင့် အပြောင်းလဲတွေကိုလိုက်မမီနိုင်အောင်ဖြစ်နေခဲ့ပါပြီ။နောက်တော့သူတို့ဖွဲ့လဲဖုံးကြီးတွေစီရှစ်ခီးဆက်ကြဖို့တာမင်းနေတော့ဘေးမမတ်ပြောက်လာကသူ့မိနေတော်မခုခံနိုင်တဲ့တပ်သားတွေကိုအူးဆောင်တိုက်ခိုက်ခဲ့ကြတဲ့ဂေရိုတို့ဖွဲ့ကိုကျေးဇူးတင်စကားပြောပြီးဘယ်နေကလဲလို့မေးလိုက်ပါရင်။ဂေရိုလဲသူ့ရဲ့ဇာတိကိုမပြောဘဲထားလိုက်ပြီးကြုံရသွားနေတယ်လို့လို့ဖြေလိုက်တာကြောင့်ဘေးမမတ်လဲသူ့ရဲ့ကောင်းပွဲနဲ့တူသူ့စီမှာတက်စာခံမှုပြောတဲ့အခါအရာရာအရင်လိုမဟုတ်ဘဲပြောင်းလဲဖို့ကြိုးစားနေတဲ့လူကွာစာဝှေချာကြီးလည်းအတ္တရီလျှော့ကဒူးထောက်ပေးလိုက်ပါတယ် ဘယင်မမတ်ဖလဲသူ့ရဲ့ဓာတ်နဲ့ဘယင်ရိုးရတိုင်းကျန်းသစ္စာတွေပြောပြီးသူတယောက်ကလွှဲရင်ဘသူ့ပေါ်မှာမှသစ္စာမဆောင်သိရဘူးလို့ပြောလိုက်တာကြောင့်ကယ်ရိုလဲစိတ်တူသွားပေမဲ့တိုးတိုးလေးဆဲကသူ့ကိုယ်သူပြန်ထိန်ချုပ်ထားလိုက်ပါတယ်။တဖွဲလုံးလည်းအရင်ထဲကရေဗီယာနယ်ကဂေရော့ဆိုပြီးနာမည်ကြီးခဲ့တဲ့ဝစ်ချာကြီးဟာအခုချိန်မှာမိမတယောက်ရှိဒူးထောက်ပြီးရေဗီယာသူရဲကောင်းပွဲခံနေရတဲ့ပုံကိုကြည့်ရင်ဂျီရိုအတင်းပြောနေခဲ့ကြပါတယ်။တဖက်မှာလည်းစီရီလာသတိရလာတဲ့အခါတိုင်မာကြိုးချီခံထားရတဲ့အပြင်လီယိုကတကိုးတဖွဲလုံးရဲ့ကောင်းနေဖြတ်ပြီးရေတိုင်ကြီးရဲ့ထဲ့နေတာတွေ့လာရတာကြောင့်ဝမ်းနေနေချင်း ူဘေးမှာ Mrs. Day လည်းကြိုးချီခံထားရတာတွေ့လာရပါတယ်။လီယိုကတော့သွေးအေးနဲ့ပဲသူ့ရှိတဲ့ Mrs. Day ရဲ့ခေါင်းကိုဇိမ်မင်းမင်းဖျက်လေးကရေတိုင်ကြီးနဲ့ထည့်လိုက်တာကြောင့်ဝမ်းနဲ့နာကြီးဒေါသစိတ်နဲ့အော်ဟစ်နေခဲ့ပါတော့တယ်။အဲဒီချိန် Nav ကမှာတော့ Amira ကိုသူ့ရဲ့ဂျန်ဘေးမော်ဆရာကသူ့မွေးထားတဲ့ခွန်အားကြီးဆုံးမိစ္ဆာကြီးတကောင်ကိုလိုက်ပြပြီးဂေရော့ကိုတက်ဖို့အတွက်အသုံးဝင်နိုင်အောင်ရှင်းပြနေခဲ့ပါတယ်။အမီရာလည်းအချုပ်ခန်းတန်နိုင်နေကြကနေဂေရော့အမျက်ဆောင်ထားတတ်တဲ့လက်ကောက်လေးကိုအနက်ခံခိုင်းပြီးသူ့အတွက်လက်ကောက်ပါရှင်ကိုလိုက်ရှာတပ်ပေးရမယ်လို့မိန်ပေးရင်းစီဇန်4ပြီးဆုံးသွားခဲ့ပါတယ်။ စီဇန်5ထပ်ထွက်လာအောင်မလားဂေရော့ကောဘာတွေဖြစ်အောင်မလဲဆိုတာကိုတော့စောင့်ကြည့်ကြတာပေါ့ဗျာအဒီဘက်နှစ်ထဲမှာကိုဗစ်လွန်ကာလတုန်းကရန်နာထားတဲ့ series တွေအဆက် season အတစ်တွေတောက်လျှောက်ထွက်လာနေတာကိုတော့သတိထားမိတာကြောင့်ပရိသတ်စိတ်ဝင်စားမှုများရင် season တစ်ထွက်လာဖို့ကတော့တေချာတလောက်ပါပဲဒီနေ့တော့ဒီလောက်ပါပဲဗျာနောက်များမှာလည်းအခုလိုကောင်းမွန်တဲ့ series တွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေအောင်ပါမို့ ZD4U ကိုဘာညာကြွက်ကြပေးကြဖို့တောင်းဆိုလိုက်ပါရစေ